်ဟုတ်ဒိဋ္ဌိတည်သောဒိဋ္ဌိတည်သောသတိပစ္စာပြုပါသည်သတိပစ္စာပြုပါသည်အလုတ်ကံခွန်းတန်းလေးမရှိတဲ့သူတွေကိုအလုတ်ကံခွန်းတန်းလေးရဖို့လက်ရှိအလုတ်ကံရထားတဲ့သူတွေပုံမတို့တက်ဖို့ချမ်းသာနေတဲ့သူတွေပုံမချမ်းသာမှာကျွန်တော်တို့နိုင်ငံကချမ်းသာမှာမြန်မာနိုင်ငံရဲ့အဆောက်အဦကန်ထရိုက်တာများအတင်စတင်ဖွဲ့စည်းခဲ့ချိန်မှာပဲဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကအလုတ်အမှုဆောင်ကော်မတီဝင်30ကိုမဲပွေရွေးချယ်ခဲ့ကြပါပြီ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေတွေ့ဆုံချိန်မှာတော့ရန်ကုန်တိုင်းဆိုးရအနေနဲ့အသင်ပေါ်ပေါက်လာတာကိုကြိုးစိုးကြောင်းနဲ့ကျူးကျော်နေထိုင်သူတွေအတွက်လိုအပ်တဲ့တံပိုးနဲ့အင်ယာကိစ္စနဲ့အကောင့်ထဲဖော်နိုင်ရေးပြောဆိုခဲ့ပါတယ်။အလုံသမားရဲ့အလုံရှင်ရဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေရဲ့ဖန်တွေရဲ့ပေါက်ဆက်ပြီးကျွန်တော်တို့လုပ်ချင်ပါတယ်။ဘာလို့လဲဆိုကျွန်တော်တို့ကအလုံသမားကိုအခန်းပေါ်ကိုပြင်မယ်။ဒီလိုတင်နိုင်ဖို့အတွက်ဆိုရင်ဖန်ကနေချီးမွေစနစ်နဲ့ဒီလူတွေကိုအနည်း20အနည်းအစိတ်ချီးမွေတစ်ခုကျွန်တော်တို့ပြင်ပြင်ပေးမယ်။ လုပ်ငန်းရှင်ကအစောဦးကိုစောက်ပေးမယ်အစိုးရကမြေနဲ့အခြေအနေကိုဆိုက်ထုတ်ဒီဘက်ကိုတက်ရောက်ဖို့ကြိုတင်စီစဉ်ထားခြင်းမရှိတဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းဟာကန်ထရိုက်ဒါရိုက်တာများအသင်းရဲ့ဗဟိုအလုပ်မှုဆောင်ရွေးကောက်ပွဲကိုအမိတက်ရောက်လာခဲ့တာဖြစ်ပါတယ် တို့ပြဖော်ပြမှုပုံစံကိုပြောင်းလဲဖို့ကြိုးစားလာကြတယ်အဲ့လိုပြောင်းလဲဖို့ကြိုးစားလာရင်ဒီ contractor လို့အလွယ်တူခေါ်ကြပါစို့ဒီပုံကိုတွေကလည်းသူတို့မှတာဝန်ရှိတယ်သူတို့ကလည်းပြီးပြီးတော့စောင့်နေမစောင့်ဖင်းနေဒီဆန်ရအာဏာပိုင်အဖွဲ့အစည်းလိုအပ်တဲ့ပုံစံအတိုင်းတွားမှလိုအပ်နေတဲ့ဒီလူနေမှုပတ်ဝန်းကျင်တွေဖြစ်လာမှာပေါ့ ကော်မတီဝင်30ဦးထဲကမဲအများဆုံး9ယောက်စီးရင်မှာတော့ Diamond Star International Docking နှင်းကြီးရွှေတလင် Skynet ဦးကျော်ဝင်းဝါဝါဝင်းစောက်လူကြီးကဦးဟန်မျိုးကျိုင်းကျော် Construction ကဦးကျော်ထေသိမ့်နဲ့ရွှေကဘာမောင်မောင်ကုမ္ပဏီကဦးမောင်မောင်တို့ပါဝင်ခဲ့ကြပါတယ် ကန်ထိုက်တာတွေလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေအားလုံးကိုကျွန်တော်တို့ကဒီသက်ဆိုင်ရာဌာနတွေမှာဥပဒေနဲ့အညီချင်းကပ်ပြီးတော့ဖြေရှင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။တင်ပြတင်ပြသွားမှာဖြစ်ပါတယ်။တခုနောက်တစ်ခုကတော့ဒီဆောက်လုပ်ရေးလုပ်ငန်းကြီးတခုလုံးဖွင့်ပြဖို့အတွက်သက်ဆိုင်ရာပညာရှင်အဖွဲ့တွေဖွဲ့ပြီးတော့ဒီဟာဖွင့်ပြဖို့အတွက်ကိုကျွန်တော်ဆွေးနွေးပြီးတော့ဒီပညာရှင်အဖွဲ့တွေဖွဲ့မှာဖြစ်ပါတယ်။နောက်တစ်ခုကပြောင်းလဲလာတဲ့အစိုးရရဲ့စီးပွားရေးနဲ့အညီကျွန်တော်တို့လည်းဒီဆောက်လုပ်ရေးအခန်းကဏ္ဍမှာအားလုံးညာမှာပါဝင်ဖို့အတွက်အများပိုင်းကုမ္ပဏီဆောင်ရွက်မှာဖြစ်ပါတယ်။ဒါကတော့တတိယလုံးမဲ့ဒေသတစ်ခုပါ။အဲ့ဒီရွေးချယ်တွေလည်းဖွဲ့ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ အသင်းရဲ့အလုံးမှုဆောင်ရွေးချယ်ရမှာတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းဆောက်လုပ်ရေးလုပ်ငန်းရှင်90ကျော်နဲ့ကျင်းပခဲ့ကြတာဖြစ်ပါတယ်